သုံးနှစ်ကြာခွဲခွာနေရတဲ့ခင်မွန်ဖြစ်သူကိုပြန်တွေ့လိုက်ရချိန်မှာမျက်နှာထားကြောင့်လူပြောများနေတဲ့နန္တာလိုင်းအလုံးမဲမင်္ဂလာပေါင်းဗမိစနောင်းကနေကျွစလိုက်ပါတယ် နန္တာလိုင်ဟာခေတ္တခေတ်ရဲ့အောင်မြင်ဆုံးမြင်းသမီးဖြစ်ရည်တည်နိုင်ခဲ့တဲ့လုံအနုပညာအလုပ်တွေရန်နာလိုက်တဲ့အချိန်ထိသူမဘွားကပြည်သက်တရဲ့စိတ်ထဲမှာဆုံးမထားနိုင်တုံးပါနန္တာလိုင်ရဲ့မိသားစုကိစ္စတွေဆိုရင်လည်းစိတ်ဝင်စားကြပါတယ်ဧပြီလ12ရက်နေ့မှာနန္တာလိုင်ရဲ့ခင်မွန်းဖြစ်သူဦးစေတီဟာကထိန်းသိမ်းခံထားရကနေပြန်လွတ်လာခဲ့တာပါဦးစေတီဟာကထိန်းသိမ်းခံထားရတာ၃နှစ်ကြာသွားပါပြီနန္တာလိုင်ရဲ့မောင်ဖြစ်သူကပြန်လွတ်လာပြီလို့သတင်းပေးထားတဲ့အချိန်မှကလေးကပြည်သက်တေကဝမ်းသာကြောင်းပြောနေကြတာပါသူတို့ချစ်တဲ့မင်းသမီးကြီးရဲ့ခင်မွန်းဖြစ်သူပြန်လွတ်လာတဲ့ တွက်ဝမ်းသာပေးကြတဲ့သဘောဖြစ်ပါတယ်။တချို့ကတော့ဘာကြောင့်အထင်းထင်းခံရလဲတော့မသိပဲပြန်လွတ်လာပြီးဆိုတာနဲ့ကိုဂျားရဲကနေပြောပြနေကြတာပါ။ ဦးစေတီးယားကရှင်းအောင်မွေနှင့်စာအုပ်ကိုဖြိုချမှုနဲ့ထိမ့်သိမ်းခံနေခဲ့ရပါတယ်။နန်တာလိုင်းဟာခင်မွန်ဖြစ်သူနဲ့ပတ်သက်ပြီးအင်တာဗျူးတွေလည်းတိတ်မဖြစ်တတ်ပါဘူး။ပြန်လွတ်လာတဲ့အချိန်မှာတော့မထင်မှတ်ထားလောက်အောင်ကိုပျော်နေတဲ့မျက်နှာထောင်မျိုးနဲ့နန်တာလိုင်းကိုပြန်မြင်တွေ့ခဲ့ရပါတယ်။ခင်မွန်ဖြစ်သူကိုနန်တာလိုင်းကိုယ်တိုင်ကသွားကြိုခဲ့တာပေါ့။အင်ကိုရောက်လာတဲ့အချိန်မှာသားသမီးတွေနဲ့တွေ့တဲ့ဗီဒီယိုကိုမောင်ကတင်ထားကဆိုရှယ်မီဒီယာမှာပြန့်နှံ့လို့နေပါတယ်။အိမ်မှာကျန်တဲ့သမီး၃ယောက်ကဖခင်ပြန်လာကိုစောင့်နေကအင်ရှင်အပေါင်းအမအပြေးဖတ်ကြပါတယ်။ဦးစေတီးယားကလည်းသမီး၃ယောက်ကိုအပြေးဖတ်က မတွေ့ရတာကြပြီဆိုသလိုတင်းနေအောင်ဖတ်ထားခဲ့ကြတာပါနန်တာလိုင်းကတော့အကားဖေးနားလေးမှာသားဖလျောက်ကိုကြည့်နေခဲ့ပါတယ်နန်တာလိုင်းရဲ့မျက်နှာမှာအပြုံးတင်နဲ့ပြင်းထန်နေခဲ့တာပေါ့နန်တာလိုင်းကသားဖလျောက်ကိုကြည့်ကမိသားစုပြန်ဆုံပြီးဆိုပြီးဝမ်းသာနေတာမို့ချစ်ချွနေကြတာဖြစ်ပါတယ်နန်တာလိုင်းကခုနောက်ပိုင်းမှာဆိုရင်ပြင်ဆင်ထားမျိုးလည်းတိတ်မရှိတော့ပါဘူးတရုတ်အတိုင်းဝိုင်းဖြစ်တာမို့တကယ်ကိုတရုတ်မှအန်တီဂျီပုံစံနေထိုင်နေတာပါ အင်းကြီးဆိုရင်လည်းခပ်ပေါ်ပွားတွေသာဝစ်စင်ကတခါတရံမှဆိုရင်ပန်းပွင့်တွေနဲ့ဘောင်းမီအပွားကြီးတွေကိုဝစ်စင်တာမျိုးလည်းရှိပါတယ်။အင်းတောင်ရှင်မပုံစံနဲ့သာဘဝကိုဖျက်သန်းနေတာပေါ့။ဒါအပြင်နန်တာလိုင်းကချမ်းသာတဲ့စီစဉ်တွေနဲ့စံစားခံစားနေတာမျိုးလည်းသိမရှိတော့ပါဘူး။တထေးမကြီးအရေးရောင်တဲ့သိမနေတော့ပဲပုံမှန်အတိုင်းသာသွားလာနေထိုင်နေတာပေါ့။ နန္ဒာလိုင်တို့ဇနီးမောင်နှံနဲ့ယင်းဤသူတွေကတော့ခုလိုပြန်လွတ်လာပြီးနောက်ပိုင်းမှာတရားဓမ္မနဲ့သာဖြတ်သန်းကြတော့မှလို့យេតាထားခဲ့တာပါဦးစေတီယောက်ကမြန်မာနိုင်ငံရဲ့ဒေဒီကျဲတထေးတယောက်ပေါင်းဒါပေမဲ့အခုနောက်ပိုင်းမှာသူ့ရဲ့အရှိန်အဝါတွေကိုရှော့ပြီးသားနေထိုင်သွားတော့မှလို့ခံမှန်းနေကြတာဖြစ်ပါတယ်ဒီအပိုင်းမှာဦးစေတီယောက်နဲ့အတူနိုင်ငံရဲ့ထိတ်တန့်တထေးတချို့ကိုပါ ပြန်လည်လွတ်ပေးခဲ့တာဖြစ်ပါတယ် နန္ဒာလိုင်တို့ကတော့မိသားစုဘဝကိုဆဆုံညီညီနဲ့ဖြတ်သန်းသွားတော့မှာပေါ့နန္ဒာလိုင်ဟာအနှွေပြညာအလုပ်ကိုလည်းလုံးဝစိတ်မဝင်စားတော့ပါဘူးသူမအနေနဲ့ရင်တော့ကဆိုရင်တကားစားနှကားစားရိုက်ကိုပေမဲ့အခုနောက်ပိုင်းမှာလှဲ့တော်မကြည့်တော့တဲ့အနေအထားဖြစ်သွားတာပေါ့ ဒါအပြင်သမီး၃ယောက်လုံးကိုလည်းအနှပြညာအလုပ်တွေဘာမှထိတွေ့ခွင့်မပေးပါဘူး။သမီးတွေငငယ်တုန်းကပြည်သက်တွေကနန်တာလိုင်းရဲ့သမီးတွေကရုပ်ဆိုးလိုက်တာဆိုပြီးအပြင်းထန်ကိုဝေဖန်ကြပါတယ်။ဒါကြောင့်မို့လဲနန်တာလိုင်းကသမီး၃ယောက်ကိုလုံးဝအပြစ်မထုတ်တော့ပါဘူး။အခုချိန်ထိကိုဗီဒီယိုတွေထဲမှာဆိုရင်လည်းသမီးတွေရဲ့မျက်နှာကိုမပေါအောင်သာရိုက်ပြခိုင်းတာပါ။ နန္တာနိုင်ရဲ့ခင်မောဖြစ်သူပြန်လွတ်လာတဲ့အပေါ်မှာဘရဒတ်တို့အနေနဲ့အမြင်လေးတွေကိုပြပြခဲ့ကြပါအောင်ရှင်။အလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပြည့်ရွှင်ပါစေ။